တရုတ်ကအိန္ဒိယမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေနဲ့စီမံကိန်းတွေအများအပြားဖော်ဆောင်နေတာကစီးပွားရေးချင်းကန့်နေတာလားဒါမှမဟုတ်မဟာဗျူဟာအကျိုးစီးပွားအတွက်ချင်းကန့်နေတာလားဆိုတဲ့ပေါ်ပြည်သူလူထုအကြမေးခွန်းတွေထုတ်နေကြပါတယ်။တရုတ်မြန်မာနိုင်ငံဆက်ဆံရေးက85နှစ်မြောက်ရှိပြီဖြစ်ကြောင်းတရုတ်ရဲ့မြန်မာနိုင်ငံပေါ်သဘောထားကိုနိုင်ငံတော်ဂျုံကြီးနှင့်အေဂျင်တာကော်မရှင်ကကြိုဆိုလက်ခံထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့နောက်ပိုင်းဖြစ်ပေါ်ပြောင်းလဲသွားတဲ့ မြန်မာနိုင်ငံရေးနဲ့စည်ရဲအခင်းအကျင်းမှာတရုတ်နိုင်ငံကထက်ထဲဝင်ပါဝင်ပတ်သက်လာပြီးအော်ဒါလွှမ်းမိုးရရရှိနေတယ်လို့စည်ရဲနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါရတယ်။မြန်မာနိုင်ငံအတွင်းမှာနိုင်ငံရေးစည်ရဲမငြိမ်မသက်ဖြစ်နေတဲ့အတွက်တရုတ်မြန်မာစီးပွားရေးကလှုံ့ဆော်လို့မရကြောင်းတရုတ်နိုင်ငံကမြန်မာနိုင်ငံပေါ်စီးပွားရေးအခွင့်အလမ်းဆိုတာထက်မဟာဗျူဟာအခွင့်အလမ်းဘက်ကိုပုံနေတယ်လို့စီးပွားရေးလှိလာတုံးသက်သူဦးထေအောင်ကြီးကစည်ရဲနဲ့တင်းထဏာကိုပြောပါရတယ်။မြန်မာပြည်ထဲမှာအချင်းချင်းတွေဒီလိုပေါ့ဘယ်လိုကောင်းလဲတပုတ်ဦးဖြစ်နေသေးရတော့တရုတ်ကအနောက်တကာပွန့်မှာမဟုတ်ဘူးလေ။ အဲသူကစီးပွားရေးတွေသူကလုံးလို့ရမှာမဟုတ်ဘူးသူကနောက်တကားကအမှသဘောကဟိုရှမ်းမြောက်ကိုဖြတ်ကမယ်သကိုင်းမကွေးဖြတ်ကမယ်နောက်တကားရခိုင်ဖြတ်ကမယ်ဆိုတော့တော်ဒီနောက်တကားကဒီထဲမှာဒီဘုလုခေါမလဲဟိုဘုလုခေါမလဲသဘောဥဖြစ်နေသေးရသူကဒီသူလောက်ကတော့လို့မရလို့လို့မရဆိုတော့သူတက်ကကျတော့ဒီစီးပွားရေးခွင်လန်းဆိုတာတဲ့ဒီမာဘီဝါခွင်လန်းကကျွန်တော်အမြင်ကတရုတ်ကပိုတာပေါ့စီးပွားရေးခွင်လန်းဆိုတာကတရုတ်ရဲ့ total investment volume နဲ့ကျွန်တော် data တွေမမှတ်မိတော့ဘူးဒါပေမဲ့ကျွန်တော်မှတ်မိရတခုရှိတာတရုတ်ရဲ့ total investment overseas investment total investment နဲ့ကမ္ဘာပြေမှာတရုတ်လုပ်ထားတဲ့ investment နှိုင်းရှင်လို့ရှိရင်ဟိုဒီထဲမှာဘာမှမရှိဘူးအဲ့တော့အဓိကတော့ဆိုတော့ဆယ်ဟို business agency ဝါ economy agency ဝါလည်းပါတော့ပါတာပေါ့အဓိကတော့ strategic agency ဝါပေါ့အဲ့တော့ तू ကတော့ပြောချင်တာက short to the point ပြောတော့တရုတ်ကတော့ तू ကဘယ်လိုပြောမလဲဟိုကမ္ဘာပြေထဲမှာဟိုလုံးလုံးရတဲ့နေစားတော့ဖြစ်ဖြစ်နေတာပေါ့တော့ဒါမှ तू လည်းရှိရွှေ့လို့ရမှာပေါ့နော် လက်ရှိမြန်မာနိုင်ငံမှာတရုတ်ကမြန်မာတပ်မတော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိမဟာမိတ်၃ဖွဲ့ MNDAA AA TNLA ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ရေးကိုဖိအားပေးပြီးကြောင်းဝင်ဆက်ဆက်ညှိနှိုင်းပေးနေတယ်လို့မြန်မာတရုတ်နယ်စပ်ကုံသွဲကြီးလမ်းကြောင်းပေါ်မှမြို့တွေကိုမြန်မာတပ်မတော်ထံပြန်လွှဲပေးဖို့လည်းဖိအားပေးလျက်ရှိပါတယ်။လက်ရှိအချိန်မှာမြန်မာနိုင်ငံအနေနဲ့အားကိုးစရာဆိုတာကတရုတ်သာရှိတဲ့အတွက်တရုတ်နိုင်ငံဘက်မှဘလို့အကူအညီတောင်းတောင်းလိုက်ရောနေရတဲ့အခြေအနေဖြစ်နေတယ်လို့တရုတ်မြန်မာရေးလေးလာတုံးသက်သူဒေါက်တာလှကျော်သောကစေနာသတင်းဆန္ဒကိုပြောပါတယ်။ အဲ့နာရောပြရမှာပဲဒီသူ့မှာတခြားဘာသူရှိလို့လဲခင်ဗျအဲ့ယူနန်ပြည်နယ်ကထုတ်တဲ့စင်းရဲစရာတွေ ਆ ဒီကျမလက်တော်အားတယ်လေယူနန်ကဗီယက်နမ်နဲ့လုပ်တဲ့အဲကုန်သွယ်ရေးဟိုနေစင်းရဲစရာနော်ဗီယူနန်ကလာအိုနဲ့လုပ်တဲ့စင်းရဲအမမအစီရဲ့ဟိုဆယ်ပုံတပုံကငါ့ဘုံဘုံလောက်ပြပေးရှိတယ်မမအစီနဲ့လုပ်တဲ့ယူနန်ပြည်နယ်ရဲ့စီးပွားရေးကနည်းတဲ့စီးပွားရေးမဟုတ်ဘူးဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဗမာပြည်မှာအားကိုးစရာတိရွယ်ရှိတာဟုတ် ယူဟိုနဲ့တော့ဖြေနာလို့လာလို့ကြတော့တခြားနိုင်ငံတွေလည်းလုပ်နိုင်တယ်။ဒါကြောင့်မို့သူတို့ကဂျူနာကိုဒီမောက်အဘလိုဖော်မလဲဒါတော့အော်ကုန်ကြေးမှာဘီးမချိုက်ဘူး။မာဒီကြတော့သူတို့ရဲ့အသက်ရှူပေါက်ချောင်းကဂျူနာပဲဂျူနာနဲ့ဆက်ဆံရေးကောင်းဖို့ပဲဖြစ်တာပေါ့။ဒါကြောင့်မို့တောင်းမမြပေးနေရဖြစ်တာပေါ့ဒီလိုဒီဥကဘာအကူကြီးတောင်းတောင်းအဲ့ဒီနေရာလို့ဖြစ်တာပေါ့မာ။အဲ့လိုဖြစ်တာ။အဲ့တော့ဒီဥကလည်းအကြောင်းမို့ဘမတီအေးချမ်းမှာငင်းညမ်းမှာပြည်သူတွေငြိမ်မှာ သူ့ရဲ့ဒီစီမံကိန်းတွေကပေါက်နိုင်မှာဖြစ်တာ။လက်ရှိမြန်မာနိုင်ငံတဘောမှာမြန်မာတပ်မတော်နဲ့လက်နက်ကန်အင်အားစုတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြကြောင်းတရုတ်မြန်မာနယ်စပ်ကုန်တွေတွေရပ်တန့်နေတယ်လို့မြန်မာနိုင်ငံအသွင်းရှိတရုတ်ရဲ့စီမံကိန်းတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်းရပ်တန့်ထားရပါတယ်။အဲဒါကြောင့်တရုတ်သမ္မတရှီကျင်းဖင်ကမြန်မာနိုင်ငံအသွင်းရှိတရုတ်ရဲ့ကုမ္ပဏီတွေနဲ့ဝန်ထမ်းတွေတရုတ်ရဲ့စီမံကိန်းတွေတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလုံခြုံစိတ်ချစေဖို့ဆောင်ရွက်ပေးရမယ်လို့ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့2025ခုနှစ်မေလကရုရှားနိုင်ငံမှာတွေ့ဆုံဆင်ပြောကြားခဲ့ပါတယ်။